လာပါပြန်လဲကျူစုပါတယ်ကျွန်တော်တို့ဒီခဏတော့ grade 11 english unit 1မှာပါတဲ့ both and grammar pattern ကိုတူတူလေးလာကြည့်ကြရအောင် both and what is both in both in construction both in construction ဆိုတာပါလေ when do we use both in construction ဒီ both in construction ကိုကျွန်တော်တို့ဘယ်ခါမှာသုံးမလဲ okay the both in construction is used both in construction ကိုကျွန်တော်တို့ကသုံးပါတယ် to emphasize အလေးပေးအသားပေးဖို့ရန် this something is true တခုခုဟာမှန်ကန်တယ်လို့ not jumps of one just or one person thing or situation လူတယောက် thing အရာတစ်ခု situation အခြေအနေတစ်ရက်အတွက်တမက but also of another တခြားအခြေအနေတစ်ရက်တခြားအရာတစ်ခုတခြားလူတယောက်တွေ့ရောပါမှန်ကန်တယ်ဆိုပြီးတော့မှအလေးပေးပြီးတော့မှဖော်ပြတဲ့နေရာမှာဒီ point question ကိုသုံးပါတယ်တဲ့ဟုတ်ကဲ့လူနှစ်ယောက်ဒါမှမဟုတ်အရာဝတ္ထုနှစ်ခုအခြေအနေနဲ့လုံးဟာမှန်ကန်တယ်လို့ လေးပြီးဒီမှာဖော်ပြတဲ့နေရာမှာတုံးတာတဲ့အဲ့ anti case ဒီ both thing က anti case ညွှန်ပါတယ် that ဘာကိုလဲဆိုတော့ the two items are equally presented the two items အမျိုးမျိုးနှမျိုးလုံးဟာ equally presented ညီလူညီမျှပါဝင်ပါဝင်နေပါရှိတယ် included ပါဝင်နေတယ်ဆိုတာကိုသူကညွှန်တယ်တဲ့အရေးကြီးဆုံးကကျွန်တော်တို့ဒီ two item ဆိုတာပဲဒီ both in pattern ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ကအမျိုးမျိုးနှမျိုးတွေပဲကျွန်တော်တို့သုံးရမယ် နှမျိုးထက်ပိုရင်ကျွန်တော်တို့ဒီ post pattern ကိုတုံးလို့မရဘူးဆိုတာကိုသတိထားပေးရမယ်အဲ့တော့ဒီ post pattern ကိုတုံးကျင်နေဆိုရင်လူနေရောက်အရာနှစ်ခုတော့မဟုတ်အခြေအနေနဲ့ရောက်ကိုပဲကျွန်တော်တို့အသုံးပြုရမယ်ဆိုတာကိုသတိထားပေးပါဟုတ်ကဲ့ example ကြည့်ကြရအောင် I like both the novel and the movie novel ရောဒီရုပ်ရှင်ရောကျွန်တော်ကြိုက်တယ်အဲ့တော့ဒါ noun တစ်ခုပေါ့နော်အရာနှစ်ခုကိုသူ both နဲ့ရေးပေးတာနောက်တစ်ခု both ကိုစော် in ကိုကို စုတူအား good students ကိုစော်ရောစုတူရောဟာကျောင်းသားကောင်းတွေဖြစ်ကြတယ်တဲ့ဒါကတော့ကျွန်တော်တို့လူနှစ်ယောက်လူနှစ်ယောက်တွေပေါ့ဗျာ true be ပဲပေါ့အကိုစော်ရောစုတူရောဟာကျောင်းသားကောင်းတွေတကယ်ပြောမယ်ဆိုတော့ subject တစ်ခုကို both နဲ့ရေးတာနောက်တစ်ခုက she can both speak and write chinese သူဟာတရုတ်စာကိုပြောလဲပြောတတ်တယ်ရေးလဲရေးတတ်တယ်ဒါကတော့အခြေအနေတွေကပေါ့ true situation ပေါ့ဗျာနောက်တစ်ခုကတကယ်ပြောမယ်ဆိုရင် verb တစ်ခုကို both နဲ့ရေးတာ dolphins are both intelligent and friendly towards human ဒီ levine တွေကလူတွေနဲ့ရင်းလင်းရင်းနှီးတယ်ပြီးရင် intelligent ဉာဏ်လည်းကောင်းတယ် two situations လို့ပြောလို့ရတယ်လို့ဒါက adjective တစ်ခုကို both and နဲ့ရေးတာဖြစ်ပါတယ်ဟုတ်ကဲ့စကြည့်ကြအောင်လို့ if both in a use in a subject of a sentence ဘုတ်ကြတဲ့ကြောင်းရဲ့ subject နေရာမှာထားပြီးတော့မှဒီ both thing ကိုသုံးမယ်ဆိုရင် the plural verb is used verb အများကိုပဲသုံးရတယ်တဲ့ Elizabeth ကြည့်ကြရအောင် Both the movie and the play were good ရုပ်ရှင်ရောပြဇာတ်ရောနှမျိုးလုံးကောင်းတယ်တဲ့အဲ့တော့ဒီနေ့မှာ the movie ရောပြဇာတ်ရောဖြစ်တဲ့အတွက် where ဆိုတဲ့ကျွန်တော်တို့ verb အများကိုသုံးတော့သိထားပေးရမယ်အကယ်၍ the play ဆိုတာအနည်းဆိုပြီးတော့မှကျွန်တော်တို့က was လို့သွားသုံးရင်ကျွန်တော်တို့ကအဆင်မပြေဘူးဘာလဲဆိုတော့ both ပါတဲ့အတွက်နှစ်ခုလုံးဆိုတဲ့အဓိပ္ပာယ်ပေါ့နော် movie ရောပြဇာတ်ရောနှမျိုးလုံးဖြစ်တဲ့အတွက်ဒီ verb ကိုအများနဲ့သုံးပြီးပေးရတာကိုသတိထားပေးရမှာဖြစ်တယ် ဟုတ်ကဲ့နောက်တစ်ခု MB MB ဆိုတာကတော့ကျွန်တော်တို့ used and writing to make somebody somebody take notice of a particular piece of information that is important အရေးကြီးတဲ့သတင်းချက်လက်တစ်ခုကိုဒုစုံတစ်ယောက်ကို take notice သတိထားမိစေခြင်းတဲ့နေရာမှာဓမိထားသတိထားမိစေအောင်ပြုလုပ်တဲ့နေရာမှာရေးတဲ့နေရာမှာတုံတာတဲ့ဒါတနည်းအားဖြင့်ပြောမယ်ဆိုတော့ဒါမှတ်သားရန်ပေါ့မှတ်ရန်သတိပြုရန်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူက latin nota bing ကနေလာတာပေါ့ ီမှာတော့ MB လို့ပဲတန်ထွက်တယ်ပေါ့ဗျာ MB ဖြစ်တယ် MB ရဲ့ဟုတ်ကဲ့မှတ်ရန်ပေါ့ both a is not usually used in negative sentences both ကိုကျွန်တော်တို့အငင်းဝကြတွေမှာတုံးနေတုံးထားမရှိဘူးတဲ့ neither nor is used instead ဒီစာ neither nor ဆိုတဲ့အသုံးကိုပဲကျွန်တော်တို့သုံးတယ်ဥပမာကြည့်အောင် my father neither did drinks nor smokes ကျွန်တော်ဖေကအရင်လည်းမတော့ဘူးစိတ်လည်းမတော့ဘူးအဲ့ဒီလိုကျွန်တော်တို့က negative sentence ဆိုရင် neither nor နဲ့ပဲသုံးတယ် my father does not both drink or smoke လို့ both in နဲ့တွဲပြီးတော့မှရေးလို့မရပါဘူးတဲ့ both no ဖြစ်နေတယ်ကျွန်တော်ဒီမှာ both in ဖြစ်ရမှာသိခံပေးပါ both in ဖြစ်ရမှာဟုတ်ကဲ့ my father does not both drink and smoke လို့ကျွန်တော်တို့ရေးလို့မရပါဘူး my father neither drinks nor smokes ဆိုပြီးတော့မှအရင်ဝတ်ကြဆိုရင် neither nor ပဲသုံးရမယ်တဲ့အဲ့တော့အတူချုံလိုက်မယ်ဆိုရင်ဒီ both in က two items နှစ်ခုလုံးပါဝင်နေတယ်နှစ်ခုလုံးပါရှိနေတယ်ဆိုတဲ့နေရာမှာပဲကျွန်တော်တို့သုံးရတာဒါပြီးရင် ပေါ်စင်ကို subject နေရာမှာထားပြီးတော့မှသုံးမှတ်စင်ကျွန်တော်တို့က flow reverse ကိုပဲအတူပြရမယ်ဆိုတာလေးကိုသိထားပေးရမယ်။အဲ့တော့ဒီလောက်ပဲကျွန်တော်တို့ exercise ကိုတူတူလုပ်ကြည့်အောင် rewrite the sentences using both sin both sin ကိုအတူပြပြီးတော့မှဒီ sentences ကိုပြန်ရေးပါတဲ့။ဟုတ်ကဲ့ number 1 you are wasting too much time ကျော်စော is wasting too much time မင်းဟာအချိန်တွေအများကြီးဖြုံးနေတာပဲ။ကျော်စောအချိန်တွေအများကြီးဖြုံးနေတယ်။အဲ့တော့ မင်းရောကြော်သောရောနေရောက်လုံးချီနေများကြီးကိုဖြုံနေကြတာဒါ subject တစ်ခုပေါ့ဗျာလူနေရောက်ပေါ့အဲ့တော့ two people ကိုကျွန်တော်တို့က both နဲ့စပေးမယ် both you and ကြော်သော are wasting too much time both you and ကြော်သောဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က are ဆိုတဲ့ကျွန်တော်တို့ plural verb ကိုအသုံးပြရလေးကိုသိထားပေးရမယ်ဟုတ်ကဲ့နောက်တစ်ခု he played football when he was a student he played volleyball when he was a student ဒါသူကငယ်တုန်းကဘောလုံးလည်းကစားခဲ့တယ်လေ volleyball လည်းကစားခဲ့တယ်အဲ့တော့ he played both football and volleyball when he was a student. Very easy one. They are tired after shopping. They are hungry after shopping. A tired and hungry guy agitated in a coup. In a situation, they are both tired and hungry after shopping today. Not only Jita, but also his brother is a guitarist. Jita Ramaka, two yakuale, guitar mawe, guitar mate of အဲ့သူ့ကိုကျွန်တော်တို့ကဂျီတာရောသူ့ရဲ့အကိုရောဟာ guitarist လို့ပြောမှာပေါ့ဗျာအဲ့တော့ both Gita and his brother are guitarists are ဆိုတဲ့ကျွန်တော်တို့ plural verb ကိုတုံးတုံးပြတော့ data ပေးရမယ်ပြီးရင် guitarist မှာကျွန်တော်တို့ s ထည့်ပေးလိုက်တာကိုသတိပြုပေးပါဟုတ်ကဲ့ဆက်သွားကြရအောင် Donna wants to go to Bagan during the Tinja holiday her son wants to go there Donna ဟာတကြံအားလိုက်ရမှာပကံကိုတွားခြင်းနဲ့ ူ့ရဲ့သားတွေကလည်းအဲ့ဒီကိုပဲသွားကျင်တယ်အဲ့တော့ဒေါ်နန်တာရောသူ့သားရောပကန်ကိုဂျန်ဟောလီဒေးမှာသွားကျင်တာအဲ့တော့ဒေါ်နန်တာ both Donanda and Hassan's wants to go sorry want to go to Pagan during the Tinja holiday အဲ့တော့ went verb အများကိုအသုံးပြုတာကိုတည်ထားပေးရမယ်နံပါတ်6 this is Nini wants to put up at Shimimo Hotel and so does Momo Nini ဟာ Shimimo Hotel မှာ put up it ဆိုတာက to stay ပဲတဲခိုတာ somewhere for the night တညတာအတွက်ဒီနေရာမှာတဲခွာတာကို put up its low preserve ဖြစ်နေတဲ့သုံးတော့ဒီကတော့ stay ပဲဒီနေရာရှင်မီမဟိုတယ်မှာတဲခွာခြင်းနဲ့ so das momo momo လဲထွန်နေလေကောင်းမယ်မမော်လဲရှင်မီမဟိုတယ်မှာပဲတဲခွာခြင်းနဲ့လို့ပြောတာဒါကဆုတူအိုင်တို့ဆုံးအမိုင်တို့သုံးပေါ့နော်အဲ့တော့နီနီရောမမော်ရောရှင်မီဟိုတယ်မှာတဲခွာခြင်းကြတာအဲ့တော့ both nini and momo want to put up its ရှင်မီမဟိုတယ် want ဖတ်အများသုံးတာလေးကိုတတိပြုပေးရမယ်နောက်တစ်ခု

You should work harder if you want to be successful. You should have perseverance if you want to be successful. မင်းအောင်မြင်နေဆိုရင်ကြိုးကြိုးစားစားအလုပ်ကြိုးစားတင်နေမင်းအောင်မြင်နေဆိုရင်ဇွဲလုံးလည်းရှိတင်နေ perseverance ဆိုတာကဇွဲလုံးလောက်ကိုပြောတာ perseverance the quality of continuing to try achieve a particular aim despite difficulties ခက်ခဲတော်ညာလဲကိုကြီးမှန်းထားတဲ့ရည်ရွယ်ချက်ကို to achieve ရရှိအောင် to try ကြိုးစားတဲ့ quality of continuing ဆက်လက်လုပ်ကိုင်နိုင်တဲ့အရည်အသွေးဆိုတော့ဒါဇွဲလုံးလောက်ကိုပြောတာပေါ့နော်အဲ့တော့ mid on page နဲ့ဆိုရင်အလုပ်လည်းကြိုးစားရမယ်ဇွဲလုံးလောက်လည်းရှိရမယ်အလုပ်ရောကြိုးစားရမယ်ဇွဲလုံးလောက်ရှိရမယ်ဆိုတာကိုကျွန်တော်က both တယ်နဲ့ရဲမှာပေါ့အဲ့တော့ you should what harder ဆိုတဲ့ verb ရဲ့ have perseverance ဆိုတဲ့ verb နှစ်ခုကိုကျွန်တော်တို့က both တယ်နဲ့ရေးမယ် both what harder in have perseverance if you want to be successful next he donated money to the poor in our community he donated food to the poor in our community သူကကျွန်တော်တို့ community ကဆင်းရဲသားတွေကို the poor ဆိုတာနောက်ဖောင်မှာဆင်းရဲသားတွေကိုပတ်စံနေလဲလူတန်းခဲ့တယ်ဝေးကြီးတဲ့လူတန်းခဲ့တယ်လို့ဝေးကြီးရောအစားအသောက်တွေရောသူလူတန်းခဲ့တယ်ပေါ့အဲ့တော့ he donated money and both money and food to the poor in our community ဖြစ်တယ်ဟုတ်ကဲ့နောက်ဆုံး the last one as we are free this afternoon we can go shopping and we can see a fan as well ဒီညနေကျွန်တော်တို့အားတာကြောင့်မို့တဲ့ဈေးဝယ်လဲထွက်နိုင်တယ်လို့ရှင်လဲကြည်နိုင်တယ်ပေါ့အဲ့တော့ go shopping ဆိုတဲ့ verb တစ်ခုရဲ့ဒီ CFS ဆိုတဲ့ verb တစ်ခုရဲ့နှစ်ခုကို saturation နှစ်ခုကိုကျွန်တော်တို့က both နဲ့ရေးပေးရမယ် as we are free this afternoon we can both go shopping and CFM ဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးစင်ပြေကြမယ်လို့မျှော်လင့်တယ်အစမပြေဒီမြောက်ကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရမှာချက်ပေးပေးပါ ဗီဒီယိုလေးကိုဆုံးဖြတ်ချက်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ချက်ရအောင်အပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ချက်ပါမယ် bye bye